တင်စားတဲ့အစားအစာတွေကတင်းစပင်ကျမ်းမာရေးအတွက်အရန်အရေးကြီးတယ်ဆိုတာသိပါသလားပိုတံမာပြီးပိုတောက်ပပိုမြင်းမြန်ရှိလာတဲ့စပင်တွေလိုချင်ရင်မှန်ကန်တဲ့အစားအစာတွေကအများကြီးထူးခြားစေနိုင်ပါတယ်တင်းစပင်ကိုအတွင်းကနေစတင်ပြီးအာဟာရဖြစ်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာတွေတတိယတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုကြည့်လိုက်ရအောင် ကျန်းမာတဲ့စပင်တွေလိုချင်ရင်မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကျွေးဝတဲ့မြတ်တာတဲ့အစားအစာတွေကိုစားသုံးဖို့အရေးကြီးပါတယ်စပင်ကြီးထွားမှုနဲ့တန်မာမှုအတွက်အကောင်းဆုံးအစားအစာတွေတတိတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုဖော်ပြပေးလိုက်ပါတယ်ပရိုတင်းကျွေးဝတဲ့အစားအစာများစပင်ကြီးထွားမှုနဲ့တန်မာမှုအတွက်ကြက်ဥစပင်ကြီးထွားမှုအတွက်အရေးကြီးတဲ့ဘိုင်အိုတင်နဲ့ပရိုတင်းဓာတ်တွေကျွေးဝပါတယ်အစီပါတဲ့ငါးများဆယ်မွန်မက်ကာရဲ့စာတင်းငါစပင်မြစ်တွေကိုအာဟာရဖြစ်ပြီးတဲ့ omega 3 fatty acid တွေကျွေဝပါတယ်။အနည်းအောင်အသားကျက်သားဘဲသားစပင်ပါတာကိုကာကွယ်ပေးတဲ့ protein နဲ့တန်တက်တွေကျွေဝပါတယ်။ greed တင်ချင်းစပင်ကျန်းမာရေးကိုထောက်ပံ့ပေးတဲ့ protein vitamin B5 နဲ့ probiotic တွေပါဝင်ပါတယ်။တတိယစပင်တောက်ပမှုနဲ့ဥယျပြကျန်းမာရေးအတွက် berry သီးများ strawberry blueberry raspberry collagen ထုတ်လုပ်မှုကိုကူညီပေးတဲ့ဓာတ်တိုးစမ်းကျင်ပစ္စည်းတွေနဲ့ vitamin C တွေကျွေဝပါတယ်။ လိမ္မော်သီးနဲ့ခြင်းနဲ့အသီးများတန်တက်ဆုပ်ယူမှုကိုကူညီပေးပြီးစပင်ကိုတမာစေတဲ့ဗီတာမင်စီတွေကျွေးဝပါတယ်။ထောပတ်သီးဥယေပြားရေတက်ဖြစ်ပေးတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေနဲ့ဗီတာမင် E တွေပါဝင်ပါတယ်။ငါပြောသည်စပင်ဆန်သားတွေကိုတမာစေတဲ့ဆီလီကာဓာတ်ပါဝင်ပါတယ်။ဟင်းသီးဟင်းရွက်များ အာဟာရတက်တိုးစေဖို့ဟင်းနုနွယ်နဲ့ကြိုက်လန့်စပင်ကြီးထွားမှုအတွက်အရေးကြီးတဲ့တန်တက်ဖောလိတ်နဲ့ဗီတာမင် A တွေကျွေးဝပါတယ်။ကဆုံးဦး စပင်ကျန်းမာပြီးရေတက်ဖြစ်ပေးတဲ့ဘီတာကယ်ရိုတင်းတွေကျွေးဝပါတယ်။မုံလာဦးနီဥယျာပြားသွေးလက်ပတ်မှုကိုမြင့်တင်ပေးပြီးစပင်ကြီးထွားမှုကို အားပေးပါတယ်။မြုပ်ပွားကော်လာဂျင်ထုတ်လုပ်မှုကို ကူညီပေးပြီးစပင်ကိုတမာစေတဲ့ဗီတာမင်စီတွေကျွေးဝပါတယ်။အခုံမာသီးများအဆစ်များနဲ့အခြားအဟာရတက်ကျွေးဝတဲ့အစားအစာများတကြသည်နဲ့ဘာဒန်စေးစပင်ကြီးထွားမှုအတွက်ဘိုင်အိုတင်ဗီတာမင် E နဲ့အိုမီဂါ3တွေပါဝင်ပါတယ် ရှီယာစိနဲ့ဖလက်စစ်စစ်ဥယေပြကျမ်းမာရေးကိုထောက်ပံ့ပေးတဲ့အိုမီဂါ3နဲ့အမြင်ဓာတ်တွေကျွေးဝါပါတယ်။ပဲမျိုးမျိုးနဲ့ပဲပိဆက်စင်းနဲ့ဘိုင်အိုတင်းပါဝင်တဲ့တိနဲ့အခြေခံပရိုတင်းတွေကျွေးဝါပါတယ်။ကျမ်းမာတဲ့စပင်တွေကကျမ်းမာတဲ့အစားအစာကနေစတင်ပါတယ်။ဒီအဟာရဓာတ်ကျွေးဝါတဲ့အစားအစာတွေကိုတင့်အစားအစာတွေထည့်သွင်းခြင်းဖြင့်စပင်ကြီးထွားမှုကိုမြင့်တင်ပေးနိုင်ပြီးစပင်ကျွတ်တာကိုကာကွယ်ပေးနိုင်တာတဘာဝ တိုင်းတောက်ပြောင်တဲ့အရာကိုရရှိစေနိုင်ပါတယ်။